အဲစာသင်ခန်းထဲဝင်ပြီးဓာတ်နဲ့ထိုးတဲ့ပြဿနာနောက်ဆက်တွဲကကောင်မလေးကတော့ဆေးရုံကဆင်းသွားပြီးထိုးတဲ့ဓာတ်ကတော့ခဲနဲ့ချုံနဲ့ဓာတ်ဖြစ်တဲ့အတွက်ပေါ့နော်ပြီးတော့လဲဓာတ်နဲ့ထိုးတာမို့လှီးရလို့ပြောတယ် အဲသူ့ကိုကူညီတဲ့ကလေးနှစ်ယောက်ကလည်းမနေ့ကတည်းကကျမပြောသလိုပဲသူကတော့ဘာမှကြီးကြီးမားဒဏ်ရာမရဘူးပေါ့နော်ထိခိုက်ရှနာပဲရတာဖြစ်တဲ့အတွက်အာသူတို့ကတော့ပုံမှန်အတိုင်းပဲအခုကတော့အဆင်ပြေနေတာပေါ့နော်အာအဓိကကထိုးတဲ့ကောင်လေးထိုးတဲ့ကောင်လေးကလည်းသူ့ကိုသူပြန်ထိုးတယ်လို့လည်းပြောတယ်ထိုးဖို့ကြံတယ်လို့လည်းပြောတယ်ပေါ့အသက်ကလည်း16နှစ်နဲ့၄လပဲရှိသေးတယ်အသက်ကမပြည့်သေးဘူးဖြစ်တဲ့ပြဿနာကလည်းတမီးကြီးစားပြဿနာပေါ့ကောင်မလေးကနောက်တဲ့ကောင်လေးတယောက်ထားပြီးတော့သူ့ကိုပစ်ထားလို့ဒါတယောက်နဲ့တယောက်အဆင်မပြေတဲ့အချိန်မှာစကား လိုမျိုးတွေနဲ့ဒီလိုပြဿနာတွေဖြစ်သွားတယ်ပေါ့ကွာအာပြောချင်တာကလေကိုမန်နေထဲမှာပြဿနာကိုပြောတဲ့ခါကျရင်အရန်ပေါ်ပြက်ပြက်နိုင်တာတွေပြောပြမယ်အာပြဿနာကိုအမှုကြီးအောင်လုပ်နေတယ်တဲ့ထိုးတဲ့ဓာတ်ကတဲ့ခဲတံခြုံတဲ့ဓာတ်တဲ့ခဲတံခြုံတဲ့ဓာတ်နဲ့ထိုးတာဟုတ်ပေါ့အာအမှုကြီးအောင်ပြောနေကြတယ်ခဲတံခြုံတဲ့ဓာတ်ကိုမပြောနဲ့ခဲချောင်းလေးတစ်ချောင်းနဲ့တောင်သူများသားသမီးကိုထိုးဖို့လိုအပ်လို့လားဟမ်ကိုကိုကိုရောပြန်ပြီးထိုးဖို့လိုအပ်လား ပြီးတော့လည်းဒီလိုအသက်မပြည့်သေးတဲ့အရွယ်16 18အရွယ်ယောက်ျားလေးတွေရဲ့အဲစိတ်ခံစားမှုကဒီအရွယ်မှာဒီလိုအချစ်တွေဘာတွေကိုသူတို့စိတ်ထဲမှာဘဝကြီးလို့ထင်နေတယ်ကွာအာတခြားကောင်မလေးကတခြားကောင်လေးနဲ့တွေ့ရင်သူတို့အသေးကွဲတဲ့ဒဏ်တွေသူတို့မခံစားနိုင်ဘူးဒါပေမဲ့ဒီလိုအချိန်မှာတောင်မှပဲဒီလိုအရွယ်လေးမှာတောင်ဒီစိတ်ကိုမထိန်းချုပ်နိုင်မဲနဲ့မိန်းကလေးတယောက်ကိုနာကျင်အောင်လို့လှုပ်တက်တဲ့စိတ်ဒါအစိုးရတွေကမဖြစ်သင့်ဘူးလေ နော်လုံးဝမဖြစ်သေးဘူးသူများကိုခဲတံချိုးနဲ့ဓာလေးနဲ့ထိုးတော့အမှုကြီးအောင်ပြောနေရမို့ခဲတံချိုးနဲ့ဓာနဲ့မပြောနဲ့ဖြစ်နိုင်ရင်လက်ညှိုးနဲ့တော့မထိုးတော့အကောင်းဆုံးပဲမဟုတ်ဘူးလားပြီးတော့ခဲချောင်းလေးနဲ့တော့ပါပဲခဲချောင်းလေးနဲ့တော့ထိုးဖို့လိုအပ်လားကျမပြောတာတော့ကျမဆိုရင်ตาလေးမွေးထားတာကျမตาလေးကိုလည်းအဲ့လိုမျိုးဓာနဲ့ထိုးတဲ့ခလေးနေရာကိုလည်းမရောက်စေချင်သလိုဒီဒီလိုမျိုးကောင်မလေးနေရာကိုလည်းကျမအရောက်မခံနိုင်ဘူးလေနော်အဲ့ဒီတော့ဒီအရွယ်မှာ အဲ့ဒါကိုပေါ့ပြက်ပြက်ပုံစံမျိုးနဲ့အမှုကိုပြောနေကြတာကလေပို့ပြီးတော့လူကျန်တဲ့ကလေးတွေရဲ့ကျန်တဲ့ကလေးတွေဒီလိုမျိုးကြုံလာခဲ့ရင်ပို့ပြီးတော့အာဘာမှမဖြစ်ပါဘူးဆိုပေါ့ပြက်ပြက်တွေးသွားနိုင်တယ်သီလားကျမတော့လေကျမသားဟိုအဲ့လိုနေရာကိုတွေးကြည့်တာကြောက်တာဖြစ်တဲ့အတွက်ကျမကြောက်တယ်ကြောက်တယ်ပေါ့ပြက်ပြက်မပြောဘူးပေါ့ပြက်ပြက်လည်းမတွေးဘူးခဲတံချုံနဲ့ဓာသေးသေးလေးဆိုတဲ့အုံနှုံးကိုကျမမတုံးဘူးဘာကြောင့်လဲဆိုတော့ခဲတံချုံနဲ့ဓာသေးသေးလေးကလည်းလူတယောက်ကိုသေအောင်တတ်လို့ရတယ်လေ ဟုတ်တယ်မလားပြီးတော့လေသူတို့အသက်လေးတွေကအရန်ငယ်သေးတယ်သူတို့အသက်ငယ်နေသေးတဲ့အချိန်မှာဒီလိုမျိုးဟိုဟာလက်ရဲဆက်ရဲနဲ့လှုပ်ရဲတဲ့စိတ်ကိုမဝင်အောင်လို့အစိုးရတွေကလည်းမဖြစ်သင့်ဘူးပေါ့နော်လုံးဝမဖြစ်သင့်ဘူးကွာလုံးဝကိုမဖြစ်သင့်ဘူးကွာဟုတ်တယ်မလားအဲ့ဒါကိုပေါ့ပြက်ပြက်ဒီကွန်မန့်နေမမှန်ပါနဲ့နော်ခဲတံကျုံနဲ့ဓာလေးနဲ့ပဲဖြစ်တာကိုမသိရင်ဟိုကျမတို့ကချက်ကားပြီးပြောတာတည်းချက်ကားပြီးပြောနေတာမဟုတ်အမှန်အရှိကိုပြောတာတည်းလုံးဝမဖြစ်တဲ့အရာကိုပြောပြတာ